မင်္ဂလာပါရှင်ဒီနေ့ကျွန်မတင်ပေးဖို့ရည်ရထားတဲ့ပညာရဏ reading လေးတစ်ခုကိုပြောကြပေးပါမယ်အဲဒါကတော့ဗာလဲဆိုတော့အခုကအလုံးတိကြတဲ့အတိုင်းပဲ2025ကလေမကြခင်မှာအကုန်ဆုံးတော့မယ်ပေါ့နော်ကျွန်မတို့တစ်နှစ်ဆိုတဲ့အချိန်ကอืมအများကြီးတော့အများကြီးတော့အခက်အခဲတွေရင်ဆိုင်ပြီးဖြတ်ကျော်လိုက်ရတယ်ဒါပေမဲ့လေတစ်နှစ်ပြီးဆုံးတော့မယ်ပေါ့နော် အပြန်တွေးလိုက်ရင်တော့အခက်ခဲတွေကြီးပဲပြန်တွေးလိုက်ရင်တော့အချိန်ကြီးကအဖြတ်တန်းခဲ့ရတဲ့အချိန်ကတော့ပင်ပန်းချင်ပင်ပန်းဖြတ်တန်းနေရတဲ့အချိန်မှာတော့ပင်ပန်းချင်ပင်ပန်းနေမယ်ပေါ့နော်အခုဖြတ်ကျော်ပြီးသွားတယ်နောက်မှပြန်စဉ်းစားကြည့်ပါအချိန်ဆိုတာခဏလေးပဲလို့ခံစားရလာပေါ့နော်အဲကျမကတော့အဲ့လိုခံစားရတယ်ဘာလို့လဲဆိုတော့ အာမကြသေးခင်ကပဲကျမတို့ဟိုနှစ်နှစ်တက်ကူထားတယ်လို့ပဲအခုနောက်တက်နှစ်တက်ကူကိုနီလာပြိုင်ပေါ့နော်ကျမတို့အချိန်လေးကသူ့ရဲ့ပုံမှန်တိုင်းရွေးနေတာအဲ့ဒီမှာပဲလူတွေကလိုက်လံစီးမျောပြီးတော့ဟွန်းကြော်ဖြတ်ကြရတာပေါ့နော်နေတဲ့သူကအခက်အခဲတွေ ဘဝတွေပေါ့ဆိုတော့အခုကဒီမှာပြောမယ့်အကြောင်းအရာကအဲ့တော့နှစ်ကုန်ကနေမှလူတွေကဘာကိုသိကျင်ကြလဲဆိုတော့နှစ်တစ်ကိုဘယ်လို energy နဲ့ပြောင်းလဲမလဲဘယ်လိုအကန့်ကျမအခြေအနေတွေနှစ်ကုန်ပိုင်းမှာရှိမလဲနှစ်တစ်မှာဒီတဲ့ပုတ်ကောင်းတာတွေရှိနိုင်မလားဆိုတော့သိကျင်ကြရတယ်ပေါ့နော်အဲ့တော့ဒီနှစ်ကုန်ပိုင်းအကူကလည်းအရေးကြီးတယ် ဒါကတော့တင်းတူတောင်မတူတတ်ဘူးပေါ့နော်တချို့ကကြတော့လေနှစ်လုံးကကုန်ပြီးသွားပြီနောက်နှစ်ထဲကိုရောက်မှကန်ကောင်းတတ်တဲ့လူရှိသလိုတချို့ကကြတော့လေဒီဘက်အကူးမှာကူးကနီမှာနှစ်ကုန်ပိုင်းမှာပဲကန်ကောင်းတတ်တဲ့လူလေးလည်းရှိတယ်ဒါတော့တယောက်နဲ့တယောက်ကမတူတတ်ဘူးအဲ့တော့ဒီမှာတော့ကြည့်ကြအောင်ပေါ့နော်ကြည့်ကြအောင်ဆိုတော့ဒါကအချစ်ရည်ကြောင်ပြောမှာနောက်ဆက်မှာအလုတ်ကိစ္စလည်းတင်ပြပါအောင်မယ်နော်အလုတ်အတွက်တိတက်ဒီတစ်ခေါက်တော့အလုတ်အတွက်တက်အချစ်အတွက်တက် တင်ပေးမယ်။ဘာလို့လဲဆိုတော့အလုံနဲ့အခြေရေးတွဲတင်နေလူတွေကလေဘိုင်းရွေးခိုင်းနေထင်ပြီးတော့လေ။ဟောပစ်ခတ်ပိုင်း reading ထင်ပြီးတော့ဘိုင်းလေးတွေရွေးပြီးနားထောင်သွားတတ်ကြလို့အဲဒါကြောင့်အခုကတော့အခြေရေးတက်တက်ကို collective reading လေးပြောပြမှာဖြစ်ပါတယ်။အဲ့တော့ဒါက2025မှာအခုကြမ်းရှိနေတဲ့2လ17လပိုင်းနဲ့အဲ12လပိုင်းပေါ့နော်အဲ November နဲ့ December 2လမှာအဲ အဲဒီဗီဒီယိုကိုကြည့်မိတဲ့လူလေးတွေရဲ့အချစ်ရေးမှာဘာတွေဖြစ်လာမလဲဘယ်လိုကံကြမ္မာတွေရှိလဲဘယ်လိုပုံစံနဲ့နှစ်ကူးသွားမလဲဆိုတာလေးတွေကြည့်ရအောင်အဲတော့อืมအာဒီဟာက collective reading ဖြစ်တာဖြစ်တဲ့လူတွေအများကြီးတို့ကြည့်နေမှာအကုန်လုံးလဲပိုင်းရွေးစရာမလိုဆိုတော့ဒီတိုင်းဝင်နားထောင်လို့ရတယ်ကိုနဲ့ energy ကြိုက်တာဆိုရင်တော့ယူသွားလိုက်ပေါ့เนาะအရှိပိုင်း intro တွေကိုနားထောင်ခြင်းဆိုလဲအခုဒီကိုကြော်ပြီးတော့နားထောင်လို့ရတယ်အဲ့တော့အခုကတော့စပြောတော့မယ် reading ကိုစပြောမယ်ဆိုရင်อืมအဲ့တော့ ဒီမှာကကုကျင်ရှိနေတဲ့နှစ်လအတွင်းမှာပေါ့နော်နှစ်လအတွင်းမှာဘာဖြစ်လာမလဲဆိုတော့တယောက်နဲ့တယောက်တော့อืมတယောက်အပေါ်မှာထားရှိနေတဲ့တယောက်ရဲ့ချစ်ချင်းမြတ်တာကိုပိုပြီးခံစားမိလာမယ်လို့ထင်တယ်နော်ဟိုကျွန်မပြောတာကတယောက်နဲ့တယောက်အရင်ထဲကမချစ်တာမဟုတ်ဘူးချစ်တယ်ဒါပေမဲ့ဒီနှစ်လအတွင်းမှာ ပို့ပြီးတော့တယောက်ရဲ့စိတ်ရင်းနေစေတနာတွေမေတ္တာတရားတွေကိုတယောက်ကပို့ပြီးတော့နားလည်လာတာမျိုးတွေရှိလာနိုင်မယ်။အထူးသဖြင့်တော့ဒီနှစ်ယောက်မှာเนาะဒါကအခြေအတွေကြည်တာဖြစ်တဲ့အတွက်အမြင်နဲ့တော့နှစ်ယောက်ရှိတာပေါ့เนาะအဲ့တော့တစ်ဖက်သူကပဲဖြစ်ဖြစ်ကိုကပဲဖြစ်ဖြစ်နှစ်ယောက်မှာတစ်ဖက်ဘက်ကတော့ပို့ပြီးတော့မေတ္တာတရားကြီးမားတာကိုတွေ့ရတယ်ဒါဒီကိုဘက်ကလည်းဖြစ်နိုင်တယ်တစ်ဖက်သူဘက်ကလည်းဖြစ်နိုင်တယ်။နောက်ကိုနဲ့ကြိုက်တာယူမေတ္တာတရားကြီးမားတယ်ဆိုတာတစ်ဖက်ဘက်ကပို့ပြီးတော့တီးခံပေးရတယ်။တစ်ဖက်ဘက်ကပို့ပြီးတော့ อืมနားလဲပေးရတယ်တစ်ဖက်ဘက်ကပူပြီးတော့ဆောင်းဆိုင်ပေးရတယ်တစ်ဖက်ဘက်ကပူပြီးတော့ဒီနေ့မှချစ်ပေးတယ်လို့တော့ဟိုကျမမပြောချင်ဘူးဘာလို့လဲဆိုတော့ချစ်တာကတော့သူကချစ်ချစ်တာကတော့တခါတလေကြရင်အတူတူချစ်ကြတယ်ဒါပေမဲ့ချစ်တဲ့ပုံကိုပေါ်ပြပုံချင်းအဲနားလည်မှုပေးနိုင်ပုံချင်းသဘောထားကြီးပုံချင်းတီးခန့်ရပုံချင်းကမတူကြတာပေါ့နော် အချစ်ကိုဖော်ပြတဲ့ love language လို့လည်းခေါ်တယ်ဒါလေးတွေမတူကြဘူးဆိုတော့အခုကတစ်ဖက်ကပို့ပြီးတော့အဲ့လိုမျိုးပေါ့နော်ဟိုမိခင်တရားလို့ဒါယောက်ျားလေးဖြစ်ဖြစ်မိခင်ဖြစ်ဖြစ်နော် um care ဘိုင်းပေါ့နော်မေတ္တာတရားဘက်ကိုပို့သွားတယ်အဲတစ်ဖက်ကတော့နည်းနည်းလေးဒီနေရောက်မှာနည်းနည်းလေးဟိုတစ်ဖက်တစ်ဖက်တစ်ဖက်ကတော့တစ်ဖက်ဘက်အပေါ်နည်းနည်းလေးစိုးခဲ့တာဒီနော် um toxic ဖြစ်ခဲ့တာဒီ အနာယူခဲ့တာတွေရှိကောင်းရှိမယ်နော်အဲ့တော့အဲ့ဒီဟာလေးတွေကိုတစ်ဖက်နဲ့တစ်ဖက်ပုံမြင်လာတာပုံမြင်လာတယ်ဆိုတာကောင်းတာလေးကောင်းတဲ့ဘက်ချမ်းကိုစိုးတဲ့လူကနည်းနည်းလေးပူဆိုးတဲ့ဘက်ကပေါ့နော်ပြောရတာနည်းနည်းလေးဟောဖြစ်နေတယ်နည်းနည်းလေးပူဆိုးတဲ့ဘက်ချမ်းကအဲ့ဒီမေတ္တာတရားတွေမြင်လာတာနော်ဒါဒီကိုကိုရဲ့ energy လည်းဖြစ်ခြင်းဖြစ်မယ်တစ်ဖက်သူ energy လည်းဖြစ်ခြင်းဖြစ်မယ်နော်အဲ့တော့အဲ့ဒီနယ်လာအတွင်းမှာဒီလိုမြင်လာတယ်ဆိုတာကောင်းတာပေါ့နော်မြင်လာရတဲ့အကြောင်းကြီးကလည်းဘာလို့လဲဆိုတော့ဒီမှာအကြောင်းရင်းရှိတယ် လူဆိုတာကတခါတလေကြာရင်တန်ဖိုးဆိုတာကမရတော့တဲ့အချိန်မှမှသိတာပေါ့နော်မရတော့တာတို့ဒါမှမဟုတ်ကနဒါလေးဝေးကသွားတာတို့နည်းနည်းလေးတစ်ဖက်ကအဲ့ပုံမှန်ဆိုရင်အရန်တီးခံပြီးတယ်အရန်နားလဲပြီးတယ်အရန်လိုက်ရောပြီးတယ်အလိုလိုက်ပြီးတယ်ပေါ့နော်အဲ့ဒီဟာလေးတွေကိုအဲ့ဒီဘက်ကနည်းနည်းလေးပြန်လျှော့လိုက်တာမျိုးဒီနလအတဲမှာဒါမှမဟုတ်ရင်အချင်းဤအချောင်းရင်းတစ်ခုခုကြောင့်နှစ်ယောက်သား ခဏလေးဝေးကွာသွားတာမျိုးဒါမှမဟုတ်ရင်အချိန်ဤအကြောင်းတစ်ခုကြောင့်မြောက်သားနောက်ဆုံးလိုက်ရတာမျိုးနော်ဒီလိုအချိန်ဤလေးတွေရှိတာဖြစ်တာဖြစ်တဲ့အတွက်အဲ့ဒီအချိန်ဝေးကွာသွားတဲ့အချိန်ဒါမှမဟုတ်ရင်အစီမပြေသွားတဲ့အချိန်ဒါမှမဟုတ်ရင်တစ်ဖက်ဘက်ကနောက်ဆုံးလိုက်တဲ့အချိန်ဤကြမှအဲ့ဒီတစ်ဖက်ကပို့ပြီးတော့နားလဲသွားတာနော်နားလဲလာတာအဲ့ဒီအချိန်မှာနော် ပို့ပြီးတော့သူ့ဘက်ကလည်းဒီချစ်ချင်းမေတ္တာတွေကိုတံမိုးထားရကောင်းမှန်ပို့ပြီးတော့သူလည်းမခွဲနိုင်မှန်သူလည်းဘလို့ချစ်ချင်းမေတ္တာမျိုးနဲ့အဲဒီလူတယောက်ပေါ့ပေါ့နော်ချစ်ချင်းမေတ္တာမဖော်ပြမိတဲ့ဘာချံကပို့ပြီးတော့သူ့စိတ်ထဲမှာလည်းချစ်ချင်းမေတ္တာတွေရှိနေပါလားတကယ်ချစ်ပါလားသူကလည်းငါ့ပေါ့ဘလို့ကောင်းမှလားဆိုတော့ပို့သိလာမယ်ပေါ့နော်အဲ့တော့ဒီ connection နှစ်ယောက်ကြားမှာ တခုရှိတာတော့ဒီနှစ်ကုံပိုင်းမှာနော်ငွေကြီးတွေအလုတ်ကိုင်းနေအဲ့ဒီဟာတွေကလည်းပို့ပြီးတော့အဆင်ပြေလာမယ်အဆင်ပြေလာတာနဲ့လျောက်အဲ့ဒီဟာလေးတွေကလည်းဒီဒီ connection ကြားမှာပေါ့နော်ဟိုအနောက်ရှက်ကလေးဖြစ်လာမယ်ပေါ့ဆိုလိုချင်တာက အလောက်ကံငွေကြီးဆိုတာအဆင်ပြေလမ်းကောင်းတယ်မပြေလမ်းကောင်းတယ်ဒါဘာကိုပြောတာလဲဆိုတော့အလောက်ကံငွေကြီးအဆင်မပြေနေရင်လေအဲ့ဒီအရာတွေကဒီအချီးကြီးချာမှာအဖို့တိနောက်ချက်တွေဖြစ်တတ်သလိုအလောက်ကံငွေကြီးတွေအရန်ကောင်းလာရင်လေအလောက်ဆိုတာသိရမလားဟိုငွေရဖို့ဆိုရင်ဘလူးမဆိုအချိန်ပြီးပြီလောလောရတာပဲလေအဲ့တော့အရန်အလောက်တွေရှုပ်လာပြီးငွေလည်းအရန်လိုက်လာပြီးဆိုရင်အဲ့ရနဲ့တန်နဲ့အားဆိုင်ထုံးမှုပြုလုပ်ရတယ်အဲ့ဒီအချိန်မှာဘာဖြစ်တတ်လဲဆိုတော့อืมဟိုပါပေါ့နော် ငါကဆင်မက induration အရာလည်းပြောတာအဲ့ဒီအချိန်မှာဘာဖြစ်တယ်လဲဆိုတော့တစ်ဖက်နဲ့တစ်ဖက်အချိန်ပေးမှုတွေနှဲသွားမယ်ပေါ့နော်အချိန်ပေးမှုတွေအလုပ်ကိုအယုံဆက်လဲရတယ်အဲ့ဒီရလာတာနဲ့ရလာတဲ့အခွင့်အလမ်းတွေငွေရေးချေးတွေအဲ့ဒီအရာတွေအရာအင်းဒီဟိုတစ်ဖက်နဲ့တစ်ဖက်ပေါ့မှာပေါ့နော်အဆက်သွယ်လေးတွေကျဲသွားတာဒါကြောင့်လည်းဖြစ်နိုင်တယ်နောက်တစ်ခုဒါကလောက်ကင်ငွေကြီးနောက်တစ်ခုကကျတော့မိသားစုရေးရာကိစ္စတွေနော်မိသားစုရေးရာကိစ္စတွေကြောင့်သူနဲ့ကိုနဲ့က သူနဲ့ကိုနဲ့ကဟိုဘောနော်ဒီတန်းမှာဆိုရင်လက်ထပိသားလူတွေလည်းပါလိမ့်မယ်လက်ထပိသားလူတွေဆိုရင်လည်းသူနဲ့ကိုနဲ့ဒီချစ်ကြည်နူးဖို့အချိန်နေတာပေါ့ဘာလို့လဲဆိုတော့သူ့ဘက်ကိုဘက်မှာရှိတဲ့မိသားစုတွေကိုတွေနှစ်ယောက်တိစောက်ထားတဲ့မိသားစုတွေအတွက်ကြည်အားတာနဲ့ပဲနှစ်ယောက်သားမှာ romantic အချိန်ကြီးတွေနေနေနိုင်နေပေါ့နော်တကယ်လို့မှဟိုဒီလက်မထက်ရသေးဘူးဆိုတဲ့လူတွေအတွက်ဆိုရင်လေပေါ့နော်အဲ့လိုပဲသူ့ဘက်ကသူ့ကိုမိခွန်နေတဲ့လူတွေနော်သူ့ရဲ့မိသားစုတွေကိုဘက်မှာ မှာလည်းအဲ့လိုတွေရှိတယ်မြဲအဲ့ဒီအရာတွေကကြားခံနေတာမျိုးတွေအဲ့ဒီဟာတွေကိုပို့ကြည့်ပေးရတာမျိုးတွေဖြစ်တတ်တယ်ဒါပေမဲ့မပူပါနေတဲ့เนาะနှစ်ယောက်သားကြာမှာအဲ့လိုအခြေအနေတွေအမျိုးမျိုးကြောင့်เนาะအမျိုးမျိုးကြောင့်အာဆောနာလည်းအာကျွန်မပြောခဲ့တယ်လीเนาะဒီ connection မှာเนาะ let alone မှာအစင်မပြေမှုလေးတွေရှိထားတဲ့ connection လေးရှိမယ်အဲ့တော့အဲ့ဒီလိုမျိုး connection လေးစိတ်မပူနဲ့ဒီနှစ်လအတွင်းမှာเนาะ အဲ့လိုလေအခြေအနေမဖြစ်သေးဘူးဆိုရင်တော့မှအဲ့လိုအခြေအနေတွေအခုဒီဗီဒီယိုနားထောင်ပြီးနောက်ပိုင်းဖြစ်သွားတယ်ဆိုရင်တော့မှမြောက်သားပြန်ဆင်ပြေးလာလိမ့်မယ်နော်ဇွန်လကတော်တော်များများကတော့အဲ့လိုအခြေအနေတွေကိုဖြတ်တန်းမိပြီလို့မြင်အဲ့လိုအခြေအနေဆိုတာကอืมဟောပေါ့နော်အဲ့လိုအခြေအနေဆိုတာက ဟိုအဆင်မပြေမှုတစ်ခုခုပေါ့နော်အဲ့ရတို့ဖျက်တမ်းပြီးပြီလို့မြင်နေဖျက်တမ်းပြီးပြီအဲ့ဆိုတော့တစ်ဖက်ဘက်ကတေးကြတယ်အနောက်ပြန်ဆုတ်သွားတာမျိုးရရောင်ထားခဲ့ပြီးလွှတ်ချခဲ့ပြီးအဲ့လွှတ်ချတဲ့မှာကိုပါပါသွားတယ်လွှတ်ချပြီးတော့နောက်ပြန်လှည့်သွားတာမျိုးဒီလိုမျိုးတွေဖြစ်ရင်လည်းမပူနဲ့ပြန်ပြီးတော့နှစ်ယောက်ကြာမှာပေါ့နော်အစ်စ်ပြန်လဲစတင်ခြင်းနေရှိလာလိမ့်မယ်အာဒါဒီဖြစ်နိုင်တာကနော်อืม November 17ပလပိုင်းအကုန်ပြီးတော့17လပိုင်း နှစ်ကောင်ကနီးနီးတာလေမြောက်သားပို့ပြီးတော့အဆင်ပြေလာလေးတွေဖြစ်မယ်ဒါဘာလို့အဲ့လိုပြောနိုင်တာလဲဆိုတော့ဒီ connection ချားမှာအဖူတစ်ကလေးတွေအနောက်ချက်ကလေးတွေစွမ်းလာလို့ပေါ့နော်အကြောင်းရင်းမျိုးမျိုးရှိမယ်အဲ့ဒီအဲ့ဒီဟာဒီအရာ NU NU ပေါ့နော်ဒဇုံတရားတွေနဲ့ရင်းနှီးပြီးကမှ risk you လို့ခေါ်တာပေါ့နော်အင်္ဂလိပ်လို့ဆိုအဲ့လို NU ဒဇုံတရားကိုအပေးယူပေါ့နော် တော့တခုလိုရင်တခုဆွန့်လို့ရတယ်ဆိုရင်အရာလေးတွေနဲ့ရင်းနှီးပြီးဆက်ပြီးမှဒီ connection ဒီအခြေကြီးက80နိုင်နေမယ်အပူเนาะအဲ့လိုအဲ့လို80ပို့လဲဇောနာလို့ပေါ့เนาะခဏတလေတော့နောက်ဆုတ်လိုက်တာမျိုးရှိတယ်အခြေလန်းကိုနောက်ဆုတ်ပြီးကမှပြန်တိုးတဲ့အချိန်မှာပြန်တိုးလာမှာနော်ကောင်းတယ်ပြန်တိုးတဲ့အချိန်မှာတော်တော်လေးကောင်းတယ် energy ဒီလဲဒီဟိုပြာပုံတွေကတိုးထွက်လာတယ်လို့ပဲဟိုဘောနော် တဟုန်တို့တဟုန်တို့ energy ကောင်းပြီးတော့အဲ့ချိန်မှာနှောက်တာဟိုဝေးခဏလေးပဲဝေးခဏပဲဝေးမှာနော်ခဏလေးဆိုတာတချို့ကရက်ပိုင်းတချို့ကလာပိုင်းပေါ့ခဏလေးဝေးသွားတဲ့အချိန်မှာမှတံမိုးတွေပိုတည်လာပြီးတော့ပြန်အစင်ပြေတဲ့အချိန်ကျအရန်တယောက်နေတောင်ချိန်နေပေးလာတာနော်ချိန်နေပေးလာပြီးတော့ ဝေးတယ်ဆိုတာတချို့ကလူချင်းဝေးမယ်တချို့ကစိတ်ချင်းဝေးမယ်တချို့ကဆုံးလာလို့အချိန်မပေးနိုင်တာပေါ့နော်အဲပြီးရခါမှာတက်မတက်အချိန်ပြန်ပေးနိုင်တဲ့အခါမှာစကားတွေလေးအရင်လိုမျိုးအရင်တက်ပို့ပြီးတော့ရေဘက်မဝင်ပြောမယ်တယောက်နဲ့တယောက်မင်းဘာလို့လဲငါဘာလို့လဲဒါမျိုးလေးတွေဆွေးနွေးလာလိမ့်မယ်နော်ပြီးတော့တချို့ဆိုရင်ဘလောက်တောင်ကောင်းလဲဆိုတာဒီနှစ်ကောင်မှာ ကွန်မစ်မန့်တစုံတရာရသွားလိမ့်မယ်ကွန်မစ်မန့်ဆိုတာအခုလက်ရှိအခြေအနေတဲ့ပိုကောင်းတဲ့ဂတိကဝေစကားတွေပေါ့ဥမာကိုဘာလိုချင်နေလဲတစ်ဖက်သူကလည်းဘာလိုချင်နေလဲအဲ့ဒီနှစ်ယောက်ချားမှာနော်နှစ်ယောက်ချားမှာပိုကောင်းတဲ့အနေထားလေးတစ်ခုကိုအဆင့်တက်သွားပြီးတော့ဒီအဲ့ဒီအဲ့ဒီလိုမျိုးအပြောင်းလဲကဘယ်လောက်ထိကောင်းလဲဆိုတော့ဒီမှာပေါ့နော်ဘယ်လောက်ထိကောင်းလဲဆိုတော့နောက်2026တနှစ်တာလုံးအတွက် အရန်ကောင်းမွန်တဲ့ခြေလမ်းအတစ်တွေပြင်ဆင်မှုအတစ်တွေကောင်းမွန်တဲ့ energy တွေနဲ့နော်ကောင်းမွန်တဲ့ဂရုကဝေစကားတွေနဲ့ဒီတစ်နှစ်တာလုံးအတွက်ကို2025နှစ်ကုန်ပိုင်းမှာတည်းကတချို့ကပြောင်းလဲပြန်နိုင်နေမယ်တော်တော်ကောင်းတယ်ပြီးတော့ကြည့်ဒီမှာကြည့်လိုက်နှစ်ကုန်ပိုင်းမှာ happy new year ကို romance energy နဲ့ကူပြောင်းရမယ်လူတွေရှိတယ်ဒါကြောင့်နော် universe ကဘာပြောလဲဆိုတော့အခုခဏလေးအစင်မပြေနေရင်လေခဏလေးတီးခံပြီးတော့ healing လုပ်ပါတဲ့နော် healing လုပ်ပါဆိုတာဒါသိတယ်ကိုဖြစ်နေတဲ့စိတ်ထင်ရအားလုံးကိုကိုအော်ပြီးခံပြီးတော့ဟိုစိတ်ထင်ရတွေကိုတက်တာနေပေါ့နော်ပြပြချွင်ချွင်နေနိုင်အောင်နေအဲ့လိုဆိုရင်နောက်တစ်ခါကျတော့အဲ့လိုနေပြီးတော့ယုံကြည်ပေးပါဘာကိုယုံကြည်ပေးပါလဲဆိုတော့ကိုယ့်ရဲ့အတွင်းစိတ်ကတည်နေတဲ့အရာတွေရှိတယ်နော်ဒါအလိုလိုသိစိတ်လိုလဲပြောတယ်ဒါဘာလဲဆိုတော့ intuition က တခါတလေကြိုက်ကွာဘလောက်ပဲဒီအချစ်ရေးပဲဖြစ်ဖြစ်အချောင်းရတခုပဲလက်တွေ့မှာအဆင်မပြေနေဘူးမျက်စိရှိမှာကိုမြင်နေရတာကိုကြုံနေရတာကအဆင်မပြေဘူးဒါပေမဲ့ကိုစိတ်ကလေအဲ့ဒီဟာကြီးကတစ်ချိန်ချိန်မှာပြေလာလိမ့်မယ်လို့ထင်နေတဲ့အချိန်ကြီးရှိတယ်အဲ့လိုအချိန်မျိုးမှာလေတခြားလူတွေကိုထုတ်ပြောရင်တခြားလူတွေကကိုကိုယူနေရလို့တော့ပြောချင်ပြောတတ်ကြလိမ့်ဘာဖြစ်ဆိုဟဲ့အဲ့လိုပေါ့နော်ဒါတငယ်ချင်းနေဒါကိုရင်ဖွင့်နေရရှိကပြောကြည့်အဲတခါတလေကြုံဘူးလိမ့်မယ် အဲမောင်မဖြစ်နိုင်ပါဘူးဒီဥစ္စာရာဒီလိုနေ့ပေါ့နေ့အတွက်ဆိုးကျိုးတွေပဲဖြစ်နေရတာနေ့နော်အဲဒါအဲ့လိုတချို့ကြဖွင့်ပြောရင်ပြောလိမ့်မယ်နော်ဖွင့်ပြောပြောလဲနေ့မဖြစ်နိုင်ပါဘူးနောက်ဆုံးလိုက်လို့ဒါမျိုးဖွင့်ပြောရင်ပြောလိမ့်မယ်တချို့ကြတော့လည်းဖွင့်မပြောပြင်မယ်လဲစိတ်ထဲမှာတော့ပေါ့နော် အဟိုပေါ့နော်ဟိုကိုချစ်နေလို့ဒီအချစ်ပေါ်ယူသွင်းနေလို့ဒါမှမဟုတ်ရင်တစုံတစ်ခုပေါ်ယူသွင်းနေလို့အဲ့လိုတွေတွေးနေတာဒါမှဖြစ်နိုင်မှာဘူးလို့ဘေးလူတွေရောလက်တွေအနေထားတွေရောမြင်ချင်းမြင်လိမ့်မယ်ဒါပေမဲ့ကိုယ့်ရဲ့မသိစိတ်မှာမရဘူးကိုယ့်ရဲ့အလိုလိုသိစိတ်ပဲပြောပြောမသိစိတ်ပဲပြောပြောဒါကြီးရဲ့တစ်ချိန်မှာငါအဆင်မပြေကိုပြေးလာမှာတစ်ချိန်မှာသူ့နဲ့ငါနဲ့ပေါင်းကိုပေါင်းဖက်ရမှာတစ်ချိန်မှာသူ့နဲ့ငါနဲ့ပြန်ကိုအဆင်ပြေမှာလို့ဟိုမြင်နေတဲ့လူတွေရှိခေါင်းရှိမယ်နော်အဲ့ဒီလူမျိုးမြင်နေလေအဲ့ဒီကိုဘေးလူတွေပဲဖြစ် ပြောတဲ့စကားပဲဖြစ်ဖြစ်ကိုရဲ့လက်ရှိအခြေအနေတွေစိုးဝါနေလို့ကိုကိုတိုင်းတော့တခါတလေစိတ်ကြတဲ့အခြေအနေရှိလိမ့်မယ်အဲ့ဒီဟာတွေကိုမယုံပါနဲ့တဲ့ကိုရဲ့ဟိုးအတွင်းထဲမှာရှိတဲ့အလိုလိုသိစိတ်ကဘာပြောနေလဲဆိုတာကိုနားထောင်နိုင်အောင်နားထောင်ပါတဲ့နော်အဲ့ဒီနားထောင်ပြီးတော့အဲ့ဒီဟာကိုလိုက်ပါတဲ့နော်အဲ့ဒီဟာကိုပူယုံကြည်ပေးပါလို့ပြောနေတယ်နော်ဒါကကြုံမှုတဲ့လူတွေသိတယ်နော်ခု ခုဆမောက်ပါရှင်းပြနေလဲဆိုတော့ဂျုံဘူးတဲ့လူတွေတိဒါရှိတယ်လူတွေလူတိုင်းလူတိုင်းမှာအဲ့ဒီ intuition ဆိုတော့အလိုလိုသိသိကရှိတယ်ဒါဒီအခြေအနေမှာမဟုတ်ဘူးတခုတချို့အရာတွေပုံမှန်လေဟို intuition မြင့်တဲ့လူပိုကောင်းတဲ့လူပေါ့နော်ဒီလိုအလိုလိုသိသိတွေကောင်းတဲ့လူဆိုရင်ပိုခံစားမိတယ်လူတိုင်းမှာတော့ရှိတယ်နော်အင်းမြလေးတွေကအရန်ကိုဘွားအတွက်အရန်အရေးကြီးတဲ့ကိစ္စတွေအရန်အခက်အခဲကြုံလာပြီဆိုရင်လည်းဒီလိုစိတ်ကလေးတွေဝင်လာတတ်တယ်အဲ့ဒီအချိန်မှာအဲ့လိုလေးတို့သတိပြုပေးနော်ဆိုတော့ ကောင်းပါတယ်လက်တွေ့မှာတော့ခက်ခဲနေတဲ့လူတွေအများကြီးပါလိမ့်မယ်နော်ဒါပေမဲ့ခဏတာပဲတချို့၁၇လပိုင်း၁လလောက်စောင်းလိုက်တချို့ဟိုနည်းနည်းလေးအော်ပေါ့နော်အစရအရှိပိုင်းလာတယ်အခု၁၀လပိုင်းတို့၉လပိုင်းတို့လည်းအဆင်မပြေဖြစ်နေတဲ့လူတွေဆိုရင်နော်အင်း၁၇လပိုင်းအလေလောက်ဒီစောင်းပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်နှစ်နှစ်ကောင်မှာအဆုံးဆုံးအထိစောင်းရမယ်ဆိုရင်တော့မှ၁၂လပိုင်းလာလေလောက်မှာ တော်တော်အဆင်ပြေလာပြီးတော့နှစ်တစ်ကိုเนาะလုံးဝ romance energy နဲ့ကူရမှာเนาะဒါကိုကျမခဏခဏပြောနေအရင် energy ခံစားမိလို့เนาะကောင်းတယ်လေเนาะ happy new year ပေါ့ happy new year ပဲ new year နှစ်တဟောင်းမှာပါရယ်ဖြစ်ခင်ဖြစ်ခင်နှစ်တစ်မှာပြောရရပြီလေเนาะပြောလဲပြောရမယ်လို့မကြည့်ပါဘူးဒီနှစ်ခက်ကပြောနေအဲ့ဒီပြောရွှင်မှုတွေအဲ့ဒီအဆင်ပြေလာမှုတွေ energy ပြောင်းလဲမှုတွေကနောက်တဲ့2026တခုတစ်နှစ်လုံးမှာအဆင်ပြေမှာပါတဲ့ဆိုတော့2026ကအခြေအမှပို့ပြီးတော့တော်တော်များများအဆင်ပြေမယ်နှစ် လို့လည်းအကျွန်မ energy ခံစားမိရပေါ့နော်နောက်မှ2026နှစ်စာအတွက်တို့တစ်နှစ်လုံးစာအတွက်တို့ကြည့်ကြည့်အောင်နော်အခုတော့ဒီမှာပဲရက်လိုက်ပါမယ်ရှင်အဲ့တော့ဒီလိုမျိုးဒီဟာလေးက energy ကြိုက်တယ်ဆိုရင်နော်တိလူတိုင်းလူတိုင်းမှာလည်းအဆင်မပြေဖြစ်နေတဲ့အကြောင်းရင်းလေးတွေကတယောက်တောင်မတူနိုင်ဘူးလीเนาะဆိုတော့လက်ရှိမှာလည်းရန်ခက်ခဲဖြစ်နေလူတွေကတယောက်ချင်းဒီ energy စစ်ချင်နေဒါမှမဟုတ်ချင်းနှစ်ယောက်အတွက်ပေါ့เนาะအော်တစ်ဖက်သူရှိရလူတွေလည်းနှစ်ယောက်အတွက် energy စစ်ချင်နေဆိုရင် အဲဆင်မရှိဦးဒီရဲ့ဒီဟာလေးအာ screenshot ပြပြီးတော့ပဲဖြစ်ဖြစ် ပြီးတော့ဆင်မကျွန်တော်တင်ထားပြီးရယ်လीเนาะအဲအဲ့ဒီ package လေးလည်းရှိတယ်သူဒီ November လအတွက်ပဲပေါ့เนาะဘာလို့ဆိုတော့နှစ်ကကုန်တော့မှာ哦အဲ့တော့ဒီ November လအတွက်မှာမင်းရင်တော့ပို့ကောင်းတာပေါ့ပို့ကောင်းလို့ဆိုတော့နှစ်လစာအတွက်ကြည့်ပြီးလို့ရတယ်လीเนาะအဲ့ဒီဟာလေးလာမိလို့ရပါတယ်လို့ဒါကတော့မင်းရင်တော့ကိုယ့်ရဲ့တည်တံ့အချက်လက်တွေပေးရတယ်ပေါ့เนาะဒါဘာလို့ပြောရလဲဆိုတော့တချို့ကဟိုပုံနေ နာမည်တွေမပေးခြင်းကြောင့်ပေါ့နော်အဲ့လိုမပေးတော့လဲဆင်မတို့ဘကနည်းနည်းတော့အခက်အခဲရှိတာပေါ့နော်ဖတ်ပြရဟိုဘာလို့လဲဆိုတော့အဲတရားနဲ့တရားမမြင်ရင်ဘူးပဲနဲ့အပြင်မှာဟောတာလည်းမဟုတ်ပဲနဲ့ဟို energy ယူပြီးဟောရတာလေနော် tarot ဆိုတာ energy သဘောတရားပဲ energy ဆိုတာဟိုတစ်ဖက်မှာဖြစ်နေတဲ့အရာလေးကိုဆင်မတို့ကလှမ်းဖတ်ပေးရတာဆိုတော့အဲ့လိုရုပ်ကလေးတို့နာမည်လေးတို့နိမ့်နဲ့မသိတော့မှရုပ်နဲ့နာမည်လေးကသိရင်ပိုကောင်းတာပေါ့နော်ဒါမဲ့လေလူတိုင်းမှာခက်ခဲဆိုတာအမျိုးမျိုးရှိတော့တချို့နာမည်လေးပဲပေးပြီး energy ယူခိုင်းတာမျိုးရှိပါတယ် ော်တန်းနိုင်ဆုံးတော့ energy ကြိုက်အောင်မှန်အောင်တော့ယူပေးကြရတာပဲပေါ့နော်အဲဒါလေးကတော့ဆင်မဘက်ကကြူပြောထားတာပါအဲ့တော့ဘုတ်ကင်းလေးတွေလည်းတင်လို့ရပါတယ်ဒီရက်ပိုင်းနော်တင်လို့ရရဲ့အာအမြန်မေးခြင်းတဲ့လူလေးတွေကတော့ဟိုနေတိုင်းတော့မရနိုင်ဘူးပေါ့နော်ဒါပေမဲ့ရနိုင်အောင်တော့ကြိုးစားပေးပါတယ်အဲ့တော့ဆင်မကို Messenger ဒါမှမဟုတ်ရင် Telegram ကိုလာရောက်ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်နော်စုံစမ်းနိုင်ပါတယ်ဟော package တွေ reading မျိုးစားတွေကတော့မေးခြင်းတဲ့ပုံစံတွေကတော့အမျိုးမျိုးအများကြီးပဲရှိရလေနော်ဒါကတော့ဒါနှစ်ကုန်ပိုင်းလေးအထူးမို့လို့သမင်ပြောပြရပါတခြားအရာတွေမေးခြင်းလည်းရတယ်အဲ့တော့နောက်မှပြန်တွေ့မယ်နော်တတဆဆရာအောင်ဆင်ပြေကြပါစေ happy new year လေးဖြစ်ပါစေနော်